ီဆန်းကနေရင်ရောက်啊တခါတခါမိုင်ကုန်ချိန်90လောက်မှာဖမဆိုင်ရတော့ဖွင့်လာကြပြီပေါ့နော်ဒါကတော့ဆိုင်နေရပြောင်းလေးနဲ့ပြန်ဖွင့်တဲ့ဆိုင်ပေါ့နော်ကျွန်တော်တို့တစ်ဖွဲ့လုံးဆိုရင်အာရန်ကုန်ကနေအမြဲတမ်းအဲ့လိုဆိုအာတစ်ဖွဲ့လုံးတငယ်ချင်းတွေအားရရဆိုရင်ဒီမှာပုဂိုးဒီဇိုင်းလေးမှာပဲအမြဲတမ်းဟိုလာစားပြစ်တယ်တော်တော်များများဒီမှာဆိုကနန်းကိုလည်းတော်တော်များများကြိုက်ကြတယ်ပေါ့နော်အနောက်မှာဆိုလို့ရှိရင် garden ဘန်ဂလိုအကြီးကြီးတွေလောက်ထားပေးတယ်။အဲဆိုတော့အဲ့မှာ luxury ဆက်ဆံထိုင်လို့ရတယ်ပေါ့နော်။အပေါ်ရက်မှာဆိုလို့ရှိရင်လည်းကျွန်တော်ရူတော့ဘားတွေကျွန်တော်လောက်ထားပေးရတယ်။ဟုတ်အောက်ထပ်မှာဆိုလဲ VIP room တွေအကုန်ရှိပါတယ်။ဟုတ် ဆိုင်ရတော့ပထမဆိုင်ရတော့ဖွင့်တာကြာပြီပေါ့เนาะဒါကတော့ဆိုင်နေရပြောင်းလေးနဲ့ပြန်ဖွင့်တဲ့ဆိုင်ပေါ့เนาะအဓိကတော့ကျွန်တော်တို့ကဒီဘက်ဆိုင်အသေးပြောင်းလဲဖွင့်လေးလိုက်တဲ့ဟာကကျွန်တော်အနောက်မှာဆိုလို့ရှိရင် garden bungalow ကြီးတွေလောက်ထားပေးတယ်အဲဆိုတော့အဲ့မှာ luxury ဆန်ဆန်ထိုင်လို့ရတယ်ပေါ့เนาะအပေါ်တက်မှာဆိုလို့ရှိရင်လည်းကျွန်တော် rooftop bar တွေကျွန်တော်လောက်ထားပေးတယ်ဟုတ်အောက်ထပ်မှာဆိုလဲ VIP room တွေအကုန်ရှိပါတယ်ဟုတ်ဒီအပေါ်က rooftop bar ဆိုရင်ဒါကိုကိုထိုင်ခြင်းတဲ့ပုံစံလေးပေါ့เนาะ ဒါတခြားဆိုင်ကြီးလဲထိုင်တော့ဘကူမှဆိုတိတ်မရှိဘူးလေနော်အဲအဲ့ပုံစံလေးကိုဟိုလွတ်လွတ်လပ်လပ် freedom ထိုင်လို့ရမဲ့ပုံစံလေးဟိုစိတ်ကူးတဲ့အတိုင်းလုံးနိုင်ခွင့်ရတာပေါ့ဒီဆိုင်မှာတော့ဟုတ်ဟိုမှုလေးမတူအောင်ပေါ့နော်ဟို garden ဆိုရင်လည်း garden မှုနဲ့အေးစစ်စစ်ထိုင်နေတဲ့ပုံစံလေးဒီ root door ဆိုလည်း root door မှုနဲ့ဒါဟိုလူငယ်တွေအကြိုက်ပေါ့နော်အဲ့လိုမျိုးထိုင်နေတဲ့ပုံစံလေးအောက်ထပ်ဆိုလည်းဒါ ိုပူပူတဲ့အရသာမခံစားရအောင်လေဒါပဘိုးဆိုရမ်းပူတယ်အဲ့လိုအဲ့လိုဖြစ်တဲ့အတွက်အဲကွန်းဆိုအဲကွန်းဖန်နဲ့ဒါနှိမ့်ကင်းပဲလာတဲ့ဧည့်သည်တွေပါအဆင်ပြေအောင်ပေါ့နော်အဲ့လိုမျိုးလေးစီစဉ်ထားပေးတယ်ဆိုင်မှာတော့ကျွန်တော်တို့အတိအကျတော့ပင်လယ်စာကတော့ main ပေါ့နော်တကယ်တရုတ်စားစားရဆိုလို့ရှင်လဲရတယ်တကယ်ပင်လယ်စာရဆိုလို့ရှင်လဲကျွန်တော်တို့ကလက်လက်ဆက်ဆက်ကနန်းတွေ ပစုံတုတ်တွေရေပွဲကင်းမှုအကုန်ရကျွန်တော်တို့တစ်ဖွဲ့လုံးဆိုရင်အာရန်ကွားနေအမြဲတမ်းအဲ့လိုဆိုအာတစ်ဖွဲ့လုံးတငယ်ချင်းတွေအားရရဆိုရင်ဒီမှာပုဂိုးဒီဇိုင်းလေးမှာပဲအမြဲတမ်းဟိုလာစားပစ်တယ်တော်တော်များများဒီမှာဆိုကနန်းကိုလည်းတော်တော်များကြိုက်ကြတယ်ပေါ့နော်ဒီမှာတီးတန့်ဒီပုဂိုးမြို့မှာတီးတန့်တီးတန့်နေရာနဲ့လှလှပပလေးနဲ့ကိုကိုဘယ်ဘယ်မြို့မြို့နေနေရပုဂိုးလာတဲ့ဟိုဧည့်သည်တွေပဲလာပဲလိုက်ဧည့်ခံလို့ရပုဂိုးဟဲ့ဘယ်မှာဟိုဧည့်ခံလို့ရတယ်ဒီပင်လေစာဆိုလည်းဒီမှာအစုံရတဲ့အတွက်ကိုဒီဒီမြို့ဒီမြို့မှာဒီဒီလိုမျိုးဆန်ရှိတာမြို့မြို့အတွက်အရန်ကောင်းပါတယ်ဗျဟုတ် ။ဆိုင်ရဲ့ရွေချက်ကတော့ပင်လေသာကိုလည်းလက်ဆက်ဆက်စားနိုင်ရမယ်ပေါ့နော်။ပင်လေသာတွေအစုံဒါဟိုဒီမှာဆိုရှားပါတဲ့ကြောက်ပစုံတို့ဖားပစုံတို့ဒီလိုမျိုးတွေတောင်အကုန်တင်ထားပေးတယ်။ဟိုစီဖုနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အဲ့ဒီအတွက်လည်းပကိုးမျိုးမှာဆိုရင်စီဖုစားမယ်ဆိုရင်ဒီပကိုးဟဲ့ပါဝင်ပဲတတိယပြီးတော့လာတာပေါ့နော်။အခုတကရန်ကုန်က customer ဆိုတဲ့အဲ့လိုမျိုးဒီလူကလာစားကြတယ်။ ိုင်မာကတော့ပင်လယ်သာဆိုရင်ခြင်ဆက်ပေါ့နော်စီးဖူးခြင်ဆက်အနှစ်ကိုအဓိကစားကြတယ်သူရဲ့ treatment ကလည်းဒါပဘိုးဟေဗန်သွားပြီဆိုရင်ခြင်ဆက်စားမယ်ဆိုပြီးတော့အဲ့လိုမျိုးလေးရှိတယ်ပြီးတော့ကနန်းပေါ့နော်ကနန်းဆိုရင်ဒါအရင်ရှားတယ်ပစ္စည်းကိုဒီမှာဆို store မပြတ်အောင်လေးတခြားရှားလာပေးရတာပေါ့နော်အဲ့အတွက်ကိုဒါကနန်းနဲ့ပတ်သက်ပြီးတော့ဆိုလေကနန်းပေါင်းတို့ကနန်းမဆလာတို့ကနန်းခြင်ဆက်တို့ပြီးရင်ဟိုခွန့်ထန်ပါမှာပေါ့နော်ခွန့်ထန်ပုံးနဲ့ပုံးနဲ့စားရတဲ့ပုံစံလေးဟုတ်ဒီဆိုင်ကနန်းရဲရောင်းอ่ะ

ဆိုရင်ကနန်းဆိုင်ကိုအဲကနန်းဆိုင်ကနန်းဆိုင်ကနန်းဆိုင်ကနန်းတော့မှဟိုဘက်တကောင်ဒီဘက်တကောင်ထားထားပြီးရယ်ဘာလို့ဆိုတော့စက်ဖီဆွဲလို့ရအောင်လို့တကောင်တကောင်ဟိုလောက်ကြမယ်တိန်း30လောက်ကြမယ်ထင်တယ်ပတ်တရားမှာအဲ့လိုမျိုးကနန်းအဲ့လိုလိုကိုကြီးကိုတွေ့တော့သဘောကျသွားအားနဲ့ဒီတစ်ခါတော့ရေပွဲမလုပ်တော့ဘူးဆိုကနန်းလုံးဝယ်ဆိုပြီးတော့အဲ့ကနန်းပတ်တရားကနန်းရောင်အကြီးပေါ့ဆိုင်ကကနန်းနေလဲအဲ့လောက်ရှိရယ် ဆိုင်ကနေလည်းအဲ့လောက်ရှိရဲ့အဲ့ကနေကြီးကြီးနံပါတ်1ကတော့အစားအသောက်ပေါ့နော်နံပါတ်1ကတော့ဝင်ဆောင်မှုနဲ့ပတ်သက်ပြီးတော့ဒါအဲ့တဲ့ရဲ့လိုအပ်ချက်တာကိုဖြည့်ဆည်းထားပါတယ်။တန့်ရှင်းရမယ်ပြီးတော့အစားအသောက်ဆိုလက်ဆက်ရမယ်။ဘာလို့ပင်လယ်သာဖြစ်တဲ့အတွက် နောက်ပြီးတော့ဝင်ဆောင်မှုကောင်းအောင်ပဲပေါ့နော်အိုင်ဟာမမအခုထပ်ပြစ်လိုက်တဲ့ဟာကအရင်တည်းကလည်းကျွန်တော်တို့ကနာမည်ကောင်းရှိပါတယ်အဲကြောင့်ရန်ကုန်ကလူတွေဆိုတကူတကပဲကိုလာပြီးလာစားတဲ့ဒီကိုဟိုအဲ့လိုမျိုးလာပြီးကြတာပေါ့နော်ဆိုင်လိုက်တာတော့ကျွန်တော်ကရန်ကုန်ဘကိုးလမ်းမတန်းကျွန်တော်ပြည့်စီမီပွိုက်ဟုတ် ပစ္စည်းမီးပွားမှာပါပစ္စည်းမီးပွားရေးမီးပါပဲဟုတ်မိလမပွားပါပေါ့နော်ဟုတ်ဘူးဆိုင်ဖွင့်ပွဲအားစပြီးတော့ပေါ့နော်ဒါပိုကောင်းတဲ့ရတာတွေပိုကောင်းတဲ့ဝင်ဆောင်မှုတွေနဲ့သွားဖို့ရှိပါတယ်အဲ့တော့ကိုလည်းလာရောက်ပြီးတော့မေးဟောင်းမေးသစ်တွေကိုပေါ့နော်အကုန်လုံးဖိတ်ခေါ်ပါတယ်နေရာသစ်ဒီဇိုင်းသစ်အဲ့လိုမျိုးကျွန်တော်တို့ဟိုမူ၃မျိုးလောက်ပေါ့နော်ထည့်ပြီးတော့ပြင်ဆင်ထားပါတယ်အဲ့တော့လာပြီးကြပါဦးဟုတ်ဟုတ်ဒီဘကိုးရလို့ရှိရင်ဘကိုး happy ဆိုတဲ့ဆိုင်လေးကဒီ လမ်းဟောင်းပေါ်မှာပဲအဖြတ်သွားဖြတ်လာကိုမြင်နေရပါတယ်ဂနန်းဂနန်းလက်မကြီးအကြီးကြီးနဲ့ဒီတိုင်းသွားတိုင်းမြင်နေရပါမှာအဲ့တော့ဒီမှာရှိတဲ့သူက taste အမျိုးမျိုးပေါ့နော်ဒီမှာအပေါ်မှာဆိုလဲညနေဆောင်ဆိုတာနဲ့ညခင်းဘက်ဆိုတာနဲ့ဒီမှာဘားရှိရဲအပေါ်မှာအပေါ်မှာ AC ထိုင်ရတယ်အောက်မှာဆိုလို့ရှိရင်လဲမိသားစုတိုက်ပုံစံမျိုးရှိရဲနောက်မှာလဲဘန်ဂလိုရှိရဲအဲ့တော့တိုက်အမျိုးမျိုးနဲ့ခန်းစားဖို့ရတာမျိုးစုံခန်းစားမှာပါအဲ့တော့ဒီဘကိုးဟဲပင်ဆိုင်လို့လဲလာရောက်အားပေးဖို့လဲဖိတ်ခေါ်ပါတယ်ခင်ဗျာဘကိုးဟဲပင်အောင်ပါလေ Fighting. Yes. Fighting.